မအောင်မြင်သော68 President အင်ယာစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံ100ကျော်ကျွေးတင်ကပြန်လည်ပေးဆောင်နိုင်ခြင်းမရှိသည့်တက်တက်ခိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ခံရကြောင်းသိရပါသည်။ရန်ကုန်မြို့တွင်မအောင်မြင်သော68 President အင်ယာစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်နေသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတက်တက်ခိုင်းမှလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ခံရကြောင်းနိုင်ငံရေးအတိုင်းအဝန်းကပြောကြားပါသည်။ကဘာအေးဖျားလာနဲ့ဆရာဆန်းလောင်းအောင်ရှိ 68 residents အင်ယာစီမံကိန်းကိုတက်တက်ခိုင်တဲ့အောင်ကျော်ဝင်းတို့ကကမ္ဘောဇာဘန်ထာမှငွေကျပ်ဘီလီယံ100ကျော်ချေငှားခဲ့ကြောင်းတို့ရရင်68 residents အင်ယာစီမံကိန်းမှာ အချိန်မီပြီးစီးနိုင်ခြင်းမရှိခြင်းအခန့်အနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမ္ဘောဇာဘန်မှခြေယူထားသောငွေကျပ်ဘီလီယံ100ကျော်မှလည်းပြန်လည်ပေးဆပ်နိုင်ခြင်းမရှိကြောင်းသိရှိရပါတယ်လွတ်တော်ကိုယ်စားလှယ်လောင်းအယူချင်းသတ်မှတ်ချက်မှာလူမွေးအဖြစ်တက်ဆိုင်ရာတရားရုံးကြီးကျင်းညာခံထားရခြင်းမှလွတ်မြောက်ခွင့်မရသေးသူဆိုတာပါပါတယ် အဲဒီတော့ဒေါ်သက်သက်ခံကိစ္စကလူမဲတော့မကြေညာခံရသေးတော့လေအတွေးပြန်မဆက်နိုင်လို့တရားတပောင်ဖြစ်နေတဲ့သဘောတော့ရှိတယ်ဆိုတော့အရင်ချင်းတမတ်ချက်နဲ့ကတော့ညှိတယ်လို့ပြောရုံရတယ်လို့မညှိသေးဘူးလို့လည်းပြောလို့ရတယ်ဒါပေမဲ့အတွေးမဆက်နိုင်တာမို့လို့လူမဲအဖြစ်ကြေညာခံရတာမျိုးလည်းရှိလာနိုင်တယ်ဒါကြောင့်တို့တော့ကိုယ်စလောင်းအဖြစ်ကနေပယ်ချက်ချင်းမပယ်ချက်ချင်းကတော့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့စင်ချင်းတုံတရားပေါ်မှာပဲမူတည်ပါတယ်ဟုနိုင်ငံရေးအတိုင်းအဝန်းကတုံ့တက်ပြောဆိုပါတယ် စစ်တပ်ကပြင်ဆင်ထားသောပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်း၅ပုံမှန်ရှိကာကြီးပါလွှတ်တော်ကိုယ်စားလှယ်အကြီးချင်းတတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မို့မတင့်လျော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများဟုပြဋ္ဌာန်းထားရာတသက်ခိုင်မာကမ္ဘောဇာဘန်တို့ငွေကျပ်ဘီလီယံတရာကျော်အကြွေးပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နယ်လည်းညှိစုံနေကြောင်းသိရှိရပါသည်။ရန်ကုန်မြို့ဗဟန်းမြို့နယ်ဆရာဆန်လမ်းနှင့်ကဘာအေးဖျားလမ်းရှိမြစ်တေအေကပေါ်တွင်တိဆောက်ခဲ့သော၂၉ထပ်အမြင့်ရှိ ဆူဆူအေရူစီဒန့်စ်အထက်မြင့်ကွန်ဒို United GP Development Company ကတာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီးတက်တက်ခိုင်နဲ့အောင်ကျော်ဝင်းမှာအဆိုပါကုမ္ပဏီ၏ဥက္ကဋ္ဌနဲ့ဒါရိုက်တာများဖြစ်ကြပါတယ်။ဘီလူရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌတက်တက်ခိုင်မှာလာမည့်စစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်နှစ်မှဝင်ရောက်ရှင်းပြရန်ရှောက်လာတင်သွင်းခဲ့ပြီး၎င်း၏မဲဆန္ဒနယ်တွင်ဗဟန်၊ကမာရွတ်၊အလုံ၊စံကြောင်ချင်းမြိုင်၊လှိုင်း၊မြန်ကုန်၊မြောက်ကလာဘမြုံနယ်တို့ပါဝင်ပါတယ်။ ်တက်တက်ခိုင်းကြီးပါတီမှာတနိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ရှင်တန်းခြင်းဖြစ်ပါတယ်တက်တက်ခိုင်းကြီး2015ခုနှစ်တွင် NLD ပါတီ၏ဒဂုံမြုံနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်အနိုင်ရရှိခဲ့ပြီး2019ခုနှစ်တွင် NLD ပါတီမှနှုတ်ထွက်ခဲ့သူဖြစ်ပါတယ်2019ခုနှစ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး2020ရွေးကောက်ပွဲတွင်တက်တက်ခိုင်းကြီးပြည်သူ့ရှေ့ဆောင်ပါတီမှအမတ်နေရာတစ်ခုမှအနိုင်မရရှိဘဲခွတ်ခွတ်လာအောင်ရှုံးနိမ့်ခဲ့ပါဖြစ်ပါတယ်တက်တက်ခိုင်းမှာ2021အာရာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတွင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်တန်တဲ့နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး2023ဩဂုတ်3ရက်တွင်ဟိုတယ်နှင့်ခီးတော်လာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဖြစ်ကြောင်းလဲခန့်ခံရက2025ခုနှစ်ဇန်နဝါရီ31ရက်နေ့ဝန်ကြီးရထူတောင်ဝမအနာပေးခြင်းခံခဲ့ရပါတယ်။မြဝတီမြို့ KK ဖတ်မှမဲဆောက်မြို့သို့ထွက်ပြေးလာသူငန်းချပါအရေအတွက်1233ခုအထိရောက်ရှိနေပြီးထွက်ပြေးသူများတိုးလာနေစေဖြစ်ကြောင်းသိရပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်ရှိ KK ဖတ်မှထိုင်းနိုင်ငံမဲဆောက်မြို့သို့ထွက်ပြေးလာသူ နိုင်ငံခြားသားယူထွက်မှာ1233ခုထိရှိလာကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြပါတယ်။အောက်တိုဘာလ22ရက်နေ့မှစတင်ပြီး BGF က KK ဖောက်မှဂျားဖြတ်လုံကလုတ်ကင်သူများကိုစတင်နှင်လွှတ်ခြင်းခေါ်ထုတ်ခြင်းများလှုပ်ဆောင်ခဲ့ပြီးနောက်ထိုင်းနိုင်ငံမဲဆောက်ဘက်အချမ်းတို့ရာနဲ့ချီသောနိုင်ငံခြားသားများထွက်ပြေးကြကြောင်းယခုကမဲဆောက်မြို့တွင် KK ဖောက်မှထွက်ပြေးလာသောနိုင်ငံခြားသားအရေအတွက်1233ခုထိရှိလာကြောင်း လက်ရှိအချိန်တွင်ဂျာပန်လုတ်ကိုင်နေသူများသည်မြန်မာနိုင်ငံတွင်မှထိုင်းနိုင်ငံဘက်သို့ဆက်လက်၍ထွက်ပြေးမှုများရှိနေဆဲဖြစ်ပြီး KK ဖောက်အတွင်းတွင်လည်းပောက်ကွဲမှုများဖြစ်ပေါ်နေကြောင်းသိရှိရပါသည်ရောက်ရည်မြို့မြောက်ဘက်ရှိ KK ဖက်ကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ရာရှိနေသည့်ဆိုသောသတင်းများကြောင့်ဂျာဖြန့်လုံကလုတ်ကင်နေသူများမြောက်ရည်မြို့တွင်နဲ့ထိုင်းနိုင်ငံမဲဆောက်မြို့သို့ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်းမြောက်ရည်မြို့ခံများကပြောကြားပါရ KK ဖက်ဝင်ထဲတွင်အောက်တိုဘာလ23ရက်နေ့ညနေပိုင်းမှစတင်၍ ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီးအဆိုပါပေါက်ကွဲမှုနဲ့ပတ်သက်၍ BJF အဖွဲ့နဲ့ဖောက်ကွဲခဲ့ခြင်းဖြစ်ကြောင်းထိုင်းသတင်းဌာနများကဖော်ပြထားပါတယ်။ Tribal Thilin နဲ့ဒဇယ်မြို့ငယ်တို့တွင်စစ်တပ်ကလေကြောင်းဖြင့်ဘုံကျဲတက်ခိုက်မှုကြောင့် BDF ရဲဘော်တအူကြဆုံးကြောင်းသိရပါတယ်။စကိုင်းတိုင်း Tribal မြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ဘုံကျဲတက်ခိုက်ခဲ့ရာ PDF ရဲဘော်တအူကြဆုံးခဲ့ကြောင်းဒေသနေပြည်သူများကပြောပါတယ်။အော်တိုဘားလ25ရက်နံနက်9:38မိနစ်တွင်တကြိမ်နံနက်10:38မိနစ်တွင်တကြိမ်နဲ့ နနစင်နာ70မိနစ်တွင်တစ်ချိန်ရွှေဘုံမြို့နယ်အနောက်ဘက်ချမ်းကြီးညောင်ပင်သာကျေးရွာကိုဘုံရွာမြို့အခြေဆိုင်အနောက်မြောင်လိုင်းစစ်ဌာနချုံမှတက်လာသောဂျိုင်ရိုကော့ပတာနှစင်းဖြင့်ဘုံကျဲထိုက်ခဲ့ကြောင်းသိရပါသည်။ထို့ပြင်အော်တိုဘားလ25ရက်မွန်းလွဲ9:50မိနစ်ကရွှေဘုံမြို့နယ်တပြင်းချင်းကျေးရွာကိုဘုံရွာမြို့အခြေဆိုင်အနောက်မြောင်လိုင်းစစ်ဌာနချုံမှတက်လာသောဂျိုင်ရိုကော့ပတာနှစင်းဖြင့်ထပ်မံ၍ဘုံကျဲထိုက်ခဲ့ရာပြည်သူ့ကာကွယ်ရေးရဲဘော်တို့ကြာဆုံးခဲ့ကြောင်းသိရှိရပါသည်။ညောင်ပင်သာရွာမှာကတော့ထိခိုက်မှုမရှိပါဘူး။ တပြင်းရေးရွာမှာကရဲဘော်တူကြပါရဲခုဒေသနေပြည်သူတူကပြောပါရဲအလားတူအောက်တိုဘာလ25ရက်မွန်းလွဲ့တနေ့49မိနစ်ကလည်းဒဇယ်မြို့နယ်တနေရာကိုဘုံရမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာတက်လာသောဂျိုင်ရိုကော့ပတာနှစ်စင်းဖြင့်ဘုံကျထိုက်ခဲ့ကြောင်းသိရှိရပါရဲထို့အတူမကွေတိုင်းထီလင်းမြို့နယ်အရှိချမ်းတနေရာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းပေါင်းမြို့နယ်ကာကွယ်တပ်ဖွဲ့မှကိုလာရောင်ကပြောပါရဲ အော်တိုဘားလ24ရက်နေ့မွန်လွဲ7နာရီ20မိနစ်အချိန်တရဦးလီတပ်မှတက်လာသောတိုက်လျင်တစင်းဖြင့်ရောရီတထီလင်းမြုံနယ်အရှိချမ်းတနေရာသို့အကြမ်းဖက်စစ်တပ်လေးကြောင့်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်စစ်ခွေးတွေတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးကြောင်းတိုက်ခိုက်ခဲ့တာပါဗီဒူတွေထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိပါဘူးနေရင်ပျက်စီးတာမျိုးလည်းမရှိဘူးဆွဲလွဲရောင်မြောက်ဘက်တည့်တော်ထဲရထားတဲ့ကားနှစ်စင်းဖြစ်တာပါအဲနာပဲကြတာပါပျက်စီးမှုတော့မရှိဘူးပေါင်းမြုံနယ်ကာကွယ်ရေးအဖွဲ့မှကိုလာရောင်ကပြောပါတယ်ဂျွန်လ16ရက်နေ့ကလည်း ထီလင်းမြုံနဲ့အရှိတောင်ချမ်းဘုံတောင်တောင်ပေါ်တနီယာတွင်တိုက်ပွဲဖြစ်ပွားခြင်းရှိပဲအကြမ်းပဲစစ်ကောင်စီတရဦးလေတက်မှတက်လာသောဂျက်ဖိုက်တာတစ်စင်းဖြင့်ဘုံဒီတလုံးတဲချက်တိုက်ခဲ့ပြီးထိခိုက်ပျက်စီးမှုအခြေအနေသိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်းသိရပါတယ်မြန်မာစစ်တပ်ကျင်းပမည့်ရွေးကောက်ပွဲကိုအာဆီယံကပြည့်ပြည့်သားသားငင်းပယ်ရန်ပြည်တွင်းပြည်ပအရက်ဖက်300နဲ့ရှိခုကတောင်းဆိုလိုက်ကြောင်းသိရပါတယ် မြန်မာစစ်တပ်ကလာမည့်ဒီဇင်ဘာလတွင် စတင်ကျင်းပမည့်ရွေးကောက်ပွဲကိုအာဆီယံကပြည့်ပြည့်တသားညင်ပယ်ရန်ပြည်တွင်းပြည်ပအရက်ဖက်အဖွဲ့308ခုကတောင်းဆိုလိုက်ကြောင်းသိရပါတယ်။အာဆီယံနိုင်ငံများမှအရက်ဖက်အဖွဲ့စည်းများနဲ့နိုင်ငံတကာအဖွဲ့များကမြန်မာနေထိုးထိုးတောင်းဆိုလိုက်ခြင်းဖြစ်ပြီးအာဆီယံဥက္ကဋ္ဌမလေးရှားထံသို့တိုက်ရိုက်တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်းမြန်မာစစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုပြည့်ပြည့်တသားထင်ထင်ရှားရှားတိတိပပညင်ပယ်ပါ။ လေးလာစောင့်ကြည့်ရဖွဲ့တွေပေးပို့တာဒါမှမဟုတ်ဤပညာပိုင်းငငါရဲ့ထောက်ပံ့ပစ္စည်းပေးလာတွေကိုညှင်းဆိုပါဟုပြည်တွင်းပြည်ပအရက်ဖက်ဖွဲ့များကတောင်းဆိုချက်တွေရေးသားထားပါတယ်။အာဆီယံခေါင်းဆောင်များအနေဖြင့်မြန်မာပြည်သူလူထုနဲ့အတူတရားဝင်ဒီမိုကရက်တစ်ကိုယ်စားလှယ်များအပေါ်တန်တူညီညွတ်စွာဒွေးစည်းညီညွတ်စွာယက်တီထောက်ခံမှုပြသပေးရန်အာဆီယံခေါင်းဆောင်များအနေဖြင့်ထိုးသွင်းလို့ဆောင်ပေးခြင်းမရှိပါကမြန်မာနိုင်ငံသားများကိုတစ္ဆာဖောက်ခြင်းဖြစ်ပြီးအာဆီယံဒေသအရက်ဖက်အဖွဲ့အစည်းများမှလည်းယုံကြည်မှုညှော်နေသွားပြီဖြစ်ကြောင်းထောက်ပြထားပါတယ်။ 2025ဒီဇင်ဘာလ28ရက်နေ့တွင်ကျင်းပမည်စစ်ကောင်စီရွေးကောက်ပွဲသည်အကြမ်းဖက်အုပ်ချုပ်မှုတွေတရားမှုရရှိစေရန်လှည့်စားထားသောပြည်ရတစ်ခုသာဖြစ်ကြောင်းလည်းပြောပြထားပါသည်။စစ်မှန်သောရွေးကောက်ပွဲတစ်ခုသည်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုများနဲ့ဖိနှိပ်မှုများကြောင့်တွင်ကျင်းပ၍မရကြောင်းလည်းစစ်ကောင်စီသည်အရသာ8300ကျော်ကိုတပ်ဖြတ်ခဲ့ပြီး2900ကျော်ကိုမတရားဖမ်းဆီးခဲ့ကာပြည်သူ35000ကျော်မှအုံမဲ့အိမ်မဲ့ဖြစ်နေရသည်ဟုပြောပါသည်။ဂုဏသမဂအထူးကိုယ်စားလှယ်မှဖော်ပြခဲ့သည့်အတိုင်း ရွေးကောက်ပွဲသည်ရွေးကောက်ပွဲမဟုတ်ပဲလိင်တယ်မှုဖြစ်ကြောင်းနဲ့အမတ်တကယ်တွင်အာဆီယံဘုံသဘောတူညီချက်၅ရက်နဲ့လည်းတက်ဆိုင်ခြင်းမရှိပဲတွေ့ဖြူနေကြောင်းထောက်ပြထားပါတယ်။လောင်လုံးမြုပ်နယ်တွင်အမျိုးသမီးများကိုအတ္တမပြုကျင့်ပြီးပြည်သူများကိုဖမ်းဆီးတပ်ဖြတ်နေသည့်ပြူစောရီကောင်းဆောင်စိုးသားကိုအရှင်ဖမ်းမိကြောင်းသိရပါတယ်။ဒင်းသားရိုင်းလောင်လုံးမြုပ်နယ်တွင်အမျိုးသမီးများကိုအတ္တမပြုကျင့်ပြီးပြည်သူများကိုဖမ်းဆီးတပ်ဖြတ်နေသည့်ပြူစောရီကောင်းဆောင်စိုးသားကိုအရှင်ဖမ်းခဲ့မိကြောင်းဖက်ဒရယ်ဒရူဝန်ဂျဲတပ်ဖွဲ့ကပြောဆိုပါတယ်။ အော်တိုဘားလာ21ရက်နေ့နနက်7:00နာရီခန့်တွင် လောင်လုံးမြို့နယ်ကြောင်ဒီမော်ကျေးရွာခြေဆိုင်ပြူစောရီကောင်းဆောင်ဦးစိုးတန်းကိုဖက်ဒရယ်ဒူဝန်ကျေးတပ်ဖွဲ့ကကြောင်ဒီမော်ကျေးရွာတွင်ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။အဆိုပါပြူစောရီကောင်းဆောင်စိုးတန်းသည်အချမ်းပစစ်တပ်အာဏာသိမ်းချိန်မှစတင်ပြီးလောင်လုံးမြို့နယ်တွင်စစ်တပ်ရေကြောင်းကုန်းကြောင်းစုံမှုနိုင်ရေးအတွက်စည်းလုံရှက်မှုများတဲ့တွင်ထက်ထက်ဝင်ဝင်ပါဝင်ကြိုးပမ်းနေသူတို့ဖြစ်ကြောင်းသိရှိရပါသည်။ထို့ပြင်စိုးတန်းသည်ကြောင်ဒီမော်ကျေးရွာနှင့်အနီးနားရွာများတွင်ဗီဒူမိုင်းနေအနောက်ကိုမြှို့ဖြစ်စီခြင်း ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းအမျိုးသမီးများကိုအထမပြုကျစ်ခြင်းဓားများတိုက်ခြင်းငါးဖောင်းလေများထံမှချင်းချောင်းငွေကြေးကောက်ခံခြင်းစသည့်ရဲစုမှုပေါင်းများစွာကျူးလွန်ခဲ့သည့်အ धिक တာဝန်ရှိသူတူလည်းဖြစ်ကြောင်းသိရပါသည်လက်ရှိချိန်တွင်ပြူစော်ဒီကောင်းဆောင်စိုးတန်းကို၎င်းကျူးလွန်ခဲ့သည့်ရဲစုမှုများနှင့်ပတ်သက်၍စစ်ဆေးနေသည့်ထိုက်တဲ့သည့်ပြည်သားချမှတ်နေရအတွက်ဖက်ဒရယ်ဒူဝန်ကျေးတပ်ဖွဲ့အနေဖြင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်စစ်ကောင်စီဝန်ထမ်းတွေမဲမပေးရင်ငငဝန်ထမ်းဥပဒေပြင်အကြမ်းဖက်ဥပဒေနဲ့ပါအရေးယူမယ်လို့စစ်တပ်ကချင်းချောင်းတွေကြောင်းတီးရပါတယ် စစ်ကောင်စီဝန်ထမ်းတွေမဲမပေးရင်နိုင်ငံဝန်ထမ်းဥပဒေပြင်အကြမ်းဖက်ပုံမှန်နဲ့ပါအရေးယူခံရမယ်လို့ဌာနတွင်းသတိပေးချိတ်ချောက်ထားတယ်လို့ဝန်ထမ်းအချုပ်နဲ့ဝန်ထမ်းမိသားစုဝင်တွေကပြောပါတယ်စစ်တပ်ရဲ့တပ်မိသားစုတရားရေးထွေအုပ်ပညာရေးရဲမိသားစုဝင်တွေကိုအခုလိုချိတ်ချောက်ထားတာလို့စုံစမ်းသိရှိရပါတယ်အမိတ်စာဆိုပြီးထွက်ထားတာမဟုတ်ဘူး Viber group တွေမှာပို့တယ်ဌာနတန်းကတော့နှုတ်မှန်ကြမှာပါကျမတို့ဌာနဆိုရင်မဲစင်းစစ်ဖို့ကအစနိုင်ငံဝန်ထမ်းတယောက်အနေနဲ့တာဝန်ကျေဖို့ပြောတယ် မဲမပေးရင်ဌာနတစ်ခုခုဖြစ်မယ်ဆိုတာအကုန်သိနေကြတာပဲဝန်ထမ်းအနေနဲ့ကတော့ပေးရမှာပေါ့လို့ရဲဝန်ထမ်းမျိုးသမီးတူကလည်းပြောပါတယ်ဒါအပြင်တရားရုံးဝန်ထမ်းတွေကိုလည်းမဲမပေးရင် PDF ထောက်ခံသူဖြစ်တတ်မှတ်ကအကြမ်းဖက်ဥပဒေနဲ့တရားစွဲမယ်လို့ထိန်းချုပ်ထားပြီးမိသားစုဝင်အလုံးကမဲပေးရမယ်လို့ဖီအားပေးနေတယ်လို့စုံစမ်းသိရှိရပါတယ်။ပညာရေးဌာနမှလည်း Viber ကနေတဆင့်စစ်တပ်ရွေးကောက်ပွဲမှာမဲပေးခိုင်းတာပြီးမဲမပေးရင်စီဒီမ်ဝန်ထမ်းဖြစ်တတ်မှတ်ကလိုအပ်တဲ့ပုံမှန်တက်ရွေးအရေးသွားမယ်လို့ဌာနတွင်အမိန့်ပေးဖို့ထိန်းချုပ်တာရှိတယ်လို့ ပြားရင်ဝန်ထမ်းမိသားစုဝင်တူကပြောပြပါတယ်စစ်ကောင်စီကလာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားပြီးဗီဒီယိုတူကစိတ်ဝင်စားမှုမရှိတာကြောင့်စစ်ကောင်စီလက်အောက်ကဝန်ထမ်းတွေကိုချင်းချောက်ကမိသားစုဝင်တွေကိုပါမဲထက်ကြဖို့ချင်းချောက်ဖီအားပေးနေတာဖြစ်ပါတယ်